မင်းတို့ဘယ်နေရာကိုပဲရောက်ချင်ချင်လက်ရှိနေရာကပဲစရမယ်ဆိုတာဘတော်မှမမေ့နဲ့ပညာတက်ချင်တယ်လက်ရှိဘာတက်လဲပတ်စံပူရှာချင်တယ်ပတ်စံပူရှာနိုင်ဖို့အတွက်လက်ရှိဘာရှိတယ်ခေါင်းကောင်းတယ်မလားအဲ့ပတ်စံရှာလို့ရတယ်ခေါင်းကောင်းရင်ပတ်စံရှာလို့ရတယ်ပတ်စံရှာရင်လိုက်ရှာလေပတ်စံရှာရင်လိုက်ရှာခေါင်းကောင်းလည်းပတ်စံရှာရင်လိုက်ရှာဘယ်လိုရှာမလဲသိအောင်လို့ပြင်တော့ personal branding အရင်းကြီးမလိုဘဲနဲ့စတင်လို့ရတယ်နီးလန်းနေ ပြောပြမယ်နော်စီးပွားရေးတစ်ခုလုပ်ဖို့အရင်နည်းမလို့အပဲစတင်လို့ရတဲ့နည်းလမ်းတွေအများကြီးရှိတယ် personal branding ကောင်းအောင်လုပ်မင်းတို့ reputation presentation သင်ပေးခဲ့တယ်နော်အဲ့ဒါကို short မတွက်နဲ့ reputation အဲ့ဒါ basic principle တွေပဲသိလားဘလောက်တော်ဘလောက်တက်ဘလောက်တိဒါပေမဲ့ no reputation ဆိုရင်တော့ဘယ်သူမှလာမှာမဟုတ်အဲ့ reputation ဆိုတာတိဆောက်ရတယ်အဲ့အဲ့ဒါအဲ့ဒါအရင်နည်းပဲအရင်နည်းဆိုတာအဲ့ဒါပဲ reputation နောက်တစ်ခုကကိုကကိုက quality ဖြစ်ကြတယ်။အော်နည်းနည်း cycle ဖြစ်တဲ့ concept တစ်ခုပေးမယ်။ကိုရရဲ့လစာရောလေတထည့်ကိုမတက်မှတ်ခိုင်းမယ်နဲ့ကိုယ့်အကိုတက်မှတ်။ကိုရပိုင်ခွင့်ရှိရလို့ယူဆတဲ့အရာကိုသူများပေးမှယူတာမျိုးမဟုတ်ပဲတဲ့ကိုဘလောက်ရပိုင်ခွင့်ရှိတယ်ဆိုတာကိုယ့်အကိုတက်မှတ်။အဲလူများစုပြောလိုက်မယ်လစာအနေနဲ့အဲဆိုမေးလေဘလောက်လိုချင်တာလဲ။ကိုကိုကိုရောအဲ့လောက်ရနိုင်အဲ့လောက်ရနိုင်တဲ့ကိုဖြစ်တယ်လို့တန်တယ်လို့ထင်တာ။တန်တောင်းလေ။ ။ကန်တယ်လို့ယူဆရင်တောင်းတယ်။သူများတတိယကို9သိမ့်မဲ့ပေးတယ်။ဒါပေမဲ့ကိုယ့်ရဲ့ ability ကိုယ့်အကိုသုံးသက်ကြည့်ရဲ့အချိန်မှာ7သိန်းတန်တယ်လို့ယူဆတယ်။လာစားနေလို့မပြောနဲ့။တတိယကျမကတော့ဒါတွေလုံးနိုင်တယ်။ကျမကြောင့်လုပ်ငန်းကဘလို့ reset တွေထွက်တာ။အဲ့အတွက်ကျမကို7သိန်းတော့ပေးတင်တယ်လို့ကျမယူဆတယ်။မပေးဘူး။မလုပ်နဲ့ထွက်လေ။ပေးနိုင်တဲ့နေရာကိုရှာ။ကိုကိုကိုရုံးအဲ့ကိုရေလာစာနဲ့ပတ်သက်ပြီးတော့ရပိုင်ခွင့်ကိုလာစာဘလောက်ကိုလာစာဘလောက်ရရမလဲကိုလာစာဘလောက်ရရမလဲဆိုတော့ကိုယ့်ကိုဆုံးဖြတ် ကိုတလောက်ဝင်ငွေဘလောက်ရှိတဲ့နေဆိုတာကိုယ့်အကိုဆုံးဖြတ်ဒီနေ့ကစပြီအဲ့ဒါနဲ့တကယ်ထိုက်တန်တဲ့ကိုလည်းဖြစ်အောင်ကိုယ့်ကိုတိဆောက်အောင်ကိုယ့်ကိုကိုယ့်ကိုတိဆောက်အောင်အဲ့တော့မိကုံးကအရင်နေ့ထက်အရေးကြီးရသည်ကိုကိုတိုင်းက quality ဖြစ်လာကိုကိုတိုင်းက mastery ဖြစ်လာအဲ့ဒါဖြစ်ပြီလားမဖြစ်သေးလို့ပတ်ရှာမနေမဖြစ်သေးရင်အဲ့နေရာပဲစရပါပဲဖြစ်အောင်လုပ်လေးလာတင့်ယူသိလားတင်းနဲ့နေတက်မတင်းနဲ့နေတက်ခိုင်းတဲ့အလကားမဟုတ် တင်းနဲ့နေတက်အမကိုရိုင်းလည်းတင်းနဲ့ကိုရန်သိမ့်ရာနဲ့ချီအကုန်ခံပြီးတက်တယ်ရာနဲ့ချီရှိလာလို့ရာနဲ့ချီအကုန်ခံပြီးတက်တာအဲ့စကားမပြောအမကဟိုပတ်ဆက်မရှိငတ်နေတဲ့ချိန်ထဲကလေတင်းနဲ့ဦးစားပေးတာလားအငတ်ခံပြီးတင်းနဲ့ဦးစားပေးတာဘာလို့လဲဆိုတော့မင်းတို့အမြဲတမ်းမျှဝေတဲ့စားကြောင်းလေးရှိတယ်မတိချင်းကိုတိအောင်လုပ်လို့ရတာလေအပညာပဲရှိတယ်အဲ့ပညာတိဖို့အတွက် investment ခေါင်းထဲမှာတဘာပဲလိုချင်လိုချင်လေခေါင်းကအရင် investment လုပ်ရတာ ခေါင်းမှာ investment လုပ်ရတယ်။အဲ့ခေါင်းမှာတွေပဲစဉ်းစားတာလေ။ဟိုကိုယ့်ခေါင်းမှာ quality ခေါင်းမဟုတ်ဘူးဆိုရင်ကိုယ်စဉ်းစားသမျှ idea တိုင်းကလည်း quality ဖြစ်မှာမဟုတ်။ဟိုတိတ်20တဲ့အုံနောက်ကတိတ်20ဘိုးလောက်ပဲစဉ်းစားနိုင်နေမယ်။တိတ်200တဲ့အုံနောက်ကလည်းတိတ်200ဘိုးလောက်ပဲစဉ်းစားနိုင်နေမယ်။တိတ်2000တဲ့အုံနောက်ဖြစ်လာဖို့အဲ့အုံနောက်ကိုသွားမြင့်ရအဲ့လိုမြင့်တင်ဖို့အတွက်က learning ရလို့တခြားနည်းလည်းမရှိ learning လောက်ရတယ်လောက်ရတယ်အဲ့တော့လောက်တာကိုကပေါ့နော် life မှာ တောက်ရမ်းချမ်းသာကျင်တာဘလောက်ချမ်းသာကျင်လဲတောက်ရမ်းချမ်းသာကျင်တာတလောက်ရာကနေထောင်းနဲ့တောင်းကနေတိရှာကျင်တာအမဆိုပေမဲ့ဒါမဲ့လေကျွန်တော်ကလေအမတနေ5000လောက်တက်ဖို့တိတ်နှမျောတာပဲတည်လာဒါ marketing ဆင်းနေရမဟုတ်နော်တကယ်ပြောပြရင်5000လောက်တက်ဖို့လေကျွန်တော်ကျွန်တော်မုတ်စားဖို့5000လောက်တက်ဖို့တော့နှမျောရဲစူတောင်းလေမဖြစ်နိုင်ဘူးအဲဆောက်ဟိုကျွန်တော်ပတ်စံရမရှိဘူးကျွန်တော်ကဒါမဲ့လေတဲ့ရရာကနေထောင်းနဲ့ရှာကြတာ ဒါပေမဲ့စာအုပ်တအုပ်ကိုတတောင်းလောက်ပေးဖတ်ဖို့ကျွန်တော်တိတ်စင်စားတာအဲ့မဖြစ်နိုင်ဘူးဆူတောင်းနော်အဲ့တော့ရှင်နီအပေးအယူ အပေးမရှိဘဲနဲ့ကိုဘကရဖို့ဆိုတာမဖြစ်နိုင်အပေးကအရင်လာအပေးယူဆွဲစာလုံးမှာအပေးကအရင်လာမင်းပါပေးပါတလောက်ဝင်ငွေသိမ်းရာကနန်းရဖို့မင်းပါပေးပါဟာလားဘလောက်စူးစမ်းအထောက်မှုပေးနိုင်လဲဘလောက်ခေါင်းထဲမှာရှင်ကြီးမြုံနှံဖို့အတွက် ပတ်ဆက်မရှိတာရှိတာမဟုတ်ဘူးအဲ့ဒါတွေကဘာမှမဆောင်အဲ့ဒါထင်ကြီးပဲပတ်ဆက်ကလေဟိုပတ်ဆက်မရှိဘူးပတ်ဆက်မရှိလို့တနမ်းမတက်ဘူးဆိုရဲလို့သွားမေးကြည့်ပတ်ဆက်ကတကယ်မရှိတာလားလို့မာလာရှန်ကောစားဖို့တော့ရှိတယ်မိုးဖို့တော့ရှိတယ်ဖနက်ဝယ်ဖို့တော့ရှိတယ်ဒီလားအင်ကြီးဝယ်ဖို့တော့ရှိတယ်ဒီလားပတ်ဆက်ကမရှိတာလားဆိုတော့တနမ်းတက်ဖို့ပဲမရှိတာအဲ့လိုသွားကယ်တင်ပေးလို့မရဒါပေမဲ့ तू ကဘာလိုချင်တာလဲရာနဲ့ချီရှာချင်တာ ရန်လက်ထီရရှာခြင်းပဲတောင်းကနဲလောက်တင်တဲ့နောက်မှာခေါင်းထဲမှာတက်ဖို့ဆယ်ကလောက်စဉ်းစားနေရတယ်ဆိုတော့အဲ့အဲ့မေးကြည့်ပေါ့ကို့ပတ်တန်ကိုမှန်လားလို့မေးကြည့်ပါသိလားအဲ့တော့အမတို့အမလမ်းကြောင်းတစ်ခုပေါ်ရှောက်ခဲ့တယ်ဆိုတာလေအဲ့ဒါအရင်တည်းကတကယ်ကိုငက်ပြတ်နေတဲ့အချိန်တွေကတကယ်ငက်နေတဲ့အချိန်တွေကလေအမ landing လုပ်ဖို့ဘတော်မှမနှမျောခဲ့အတဲ့ကူလို့ရတယ်မင်းတို့အဲ့အဲ့ process တွေအတဲ့ကူလို့ရတယ်ဒါစဉ်းစားမိလို့ပြပြတာအဲ့အမကမယုံလို့ အဲ့လိုပဲတခြားလူတွေကိုအရင် research လုပ်ကြည့်အောင်မယ်အမရေဆိုလုပ်ကြည့်မင်းတို့အောင်မြင်တယ်လို့ယူဆရတယ်လူ၁၀ယောက်လောက်စီရင် list လောက် list လောက်ပြီးတော့တို့အတိတ်မှာဘာတွေလုပ်ခဲ့လဲတို့ဘယ်လိုရွေးချယ်မှုတွေလုပ်ခဲ့လဲတို့ဘာတွေလေးလာတင်ယူခဲ့ကြလဲလေးလာတင်မှု process ကတို့ဘဝထဲမှာရှိခဲ့ကြတာ live live စုံစမ်းကြည့်လေလူတိုင်းမှာရှိတယ်တကယ်ကို live ကိုခရီးတစ်ခုပေါအောင်ရှောက်ခဲ့တဲ့သူတိုင်းမှာ landing journey ကောင်းကောင်းလုပ်ခဲ့တဲ့အရာဆိုတာရှိတယ်လူတိုင်းမှာလေဟိုသူ့သူ့ဘဝကိုကြည့်လိုက်ဟာသူကမိုက်တာပဲမိုက်တာပဲဆိုရဲအနောက်မှာကြောက်ဖို့ကောင်းလောက် သူ try ခဲ့တဲ့အရာတွေရှိရဆိုတာမြောင်ကြည့်ဖို့လိုတယ်ဒီတိုင်းတတရရန်နဲ့ရနေရအောင်မဟုတ်ဘူးမင်းတို့ YC မှာသင်တဲ့ concept တရားလေမင်းတို့ဒီအသက်ဒီရွယ်မှာတည်းကမင်းတို့ရဲ့ဒီစိတ်ထဲမှာအပြစ်ပါသွားပြီဆိုရင် happy why you are absolute လောက်ွားတနိုင်သလားအသက်တွေအရင်ကြီးနေအသက်တွေအရင်ကြီးလာပြီမဲ့ပေါ့လုပ်ငန်းရှင်ဖြစ်နေပြီမဲ့လေအသက်တွေကြီးနေပြီမဲ့လေချို့လူကြီးတွေရဲ့ရှင်ထဲမှာလေပိတ်နေတာအများကြီးရှိတယ်ကိုကိုယုံကြည်မှုမရှိတာ သူများနဲ့ပေါင်းသင်းဆက်ဆံမှုမရဲဝင်တာတတ်တိမရှိတာဘလို့လောအောင်လဲတိနေတော့မှမတိတယ်လို့မျိုးကိုကိုကို enough မဖြစ်တာပေါ့ not enough ဖြစ်နေရလို့ခံစားရတာအဲ့ဖြစ်တာတက်နေရအများကြီးပဲအဲ့တော့မင်းတို့အခု YC မှာပေးလိုက်တဲ့ foundation ကခိုင်ဝါပြီဆိုရင်ဥမာကမအမကရွှေတုံးတတုံးပေါ့နော် ရွှေတုံးတတုံးမင်းတို့ပေးမယ်ဆိုရင်တော့မအဲ့ရွှေအဲ့အတုံးကရွှေတုံးဆိုတာရောနားလေမှာပဲနားလေအုံးမှာတစ်ဖက်လူပါတိလားနားလေအုံးမှာ ဲ့တော့ရောဆရာတော်ဖရာကြီးတရားဟောဘူးတာလေးသဘောကျယေတနာတွေကြောက်တံပဒမယေတနာတွေကတောထဲမှာရှိတယ်ဒါပေမဲ့အဲ့ယေတနာတွေ ਨੇ အတူတူရှင်တွဲနေထိုင်နေတိရိစ္ဆာန်တွေကမသိမသိအဲ့ယေတနာတွေကိုလူတွေကယေတနာမှန်းသိတော့ဒီယေတနာရှိတဲ့နေရာကိုသွားပြီးအဲ့ယေတနာကိုယူနိုင်စွမ်းရှိတယ်ယူနိုင်စွမ်းရှိပါအဲ့လိုမျိုးပဲအခုတချို့ concept တွေကမှောက်ကအရန်မိုက်တဲ့ thinking တွေပေါ့နော် ရမ်းလိုက်တယ်လို့ခံစားရတယ်။ဒါပေမဲ့တချို့လူတွေတော့ကလေဘာပြောနေရလဲမသိဘူး။ကွဘာပြောနေရလဲမသိဘူး။อืมဘာလဲမသိဘူး။အာအဲ့လိုအဲ့လိုလေ။ဒါပေမဲ့အဲ့ဘာသူတို့အဲ့လိုတိုင်ပတ်နေရချင်းမှာတချို့လူတွေကသိတယ်။ဟာပွင့်သွားတယ်။ဖောင်းဖောင်းဖောင်းတစင်းမိတစင်းတစင်းမိတစင်းယေဒနာတွေပဲလုံးဝယေဒနာပဲယေဒနာပဲဆိုပြီးဖြစ်တယ်။အဲ့လိုအဲ့ယေဒနာပဲလို့သိတဲ့လူကကြတော့အဲ့ဒါခုနကအခြေခံ mindset ရှိတာရဲ့သူတွေ။ဝိုင်းစီမမင်းတို့အဲ့ဒါရတယ်နော်။ မင်းတို့အဲ့ဒါရှာတယ်အဲ့ဒါကြီးမမေ့လိုက်နဲ့ပြီးရင်နောက်တစ်ခုကအမြဲတမ်းလမ်းလေးလုံနေရမယ်ဆိုရလဲမမေ့နဲ့အဲ့တော့မဟုတ်ရင်ကိုပေးရမှာရွှေထုတ်တထုတ်လာထားတာရင်တော့ဤထုတ်ထင်ပြီးကောင်းမှာမဟုတ်သိလားအဲ့လိုဖြစ်နေတတ်တယ်အဲ့ရွှေထုတ်မှနားလည်နိုင်တဲ့ဉာဏ်ရည်ဉာဏ်ရည်ဆိုတာထက် knowledge level တစ်ခုကရှိဖို့လိုအပ်တယ်အဲ့ learning ကပြတ်လို့မရရုပ်တရက်ကြီးရွှေထုတ်မှန်းတော့ဘယ်သူမှနားလည်ပါမဟုတ်ရွှေဆိုတာအဝါရောင်လေးပါလားရွှေဆိုတာတကယ်ရွှေစင်ပျော့ပျော့ပြောင်းပြောင်းရှိပါလားအရွှေဆိုတာကဘလို့တန်ဖိုးရှိပါလားဘလောက်တန်ဖိုးအခုခေတ်နဲ့ပေါက်ဈေးကဘလောက်ရှိပါလား ငါထားကိုကောက်ပြီးပြန်ရောင်းရင်ငါဘာဘွားကိုဘာဆက်လုပ်လို့ရရဲဆိုပါအဲ့ဒါကြီးတိမှဖြစ်မှာအဲ့တော့ပညာရဲ့တစ်ခုကို landing လုပ်တဲ့အခါမှာပေါ့ပေါ့တတန်မဟုတ်ပဲနေတကယ်ကို basis ကိုစိတ်ထဲမှာခိုင်မာတဲ့အသိပညာတိဆောက်ဖို့လိုတယ်ဒါလေးပြောချင်တယ်